အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တင်ဆက်မယ့်အသံဇလန်လေးကတော့ဆရာကြီးဥဖိုးကြရဲ့ဖျားဖူးသွားခြင်းဟူသောဝိထုတိုလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီကောလိပ်တောင်ပြည်ရဲ့အော်တန်နိုင်ရှိစဉ်က ကျွန်ုပ်နဲ့အတန်တူ အတန်ခင်မင်သောမိတ်ဆွေတယောက်ရှိခဲ့ဘူး၎င်းမှာမောင်ထွန်မောင်ဖြစ်၏ထွန်မောင်မှာအလွန်အေးဆေးစွာနေလေးရှိ၏စကားနဲ့ဤမဟုတ်မမမဟာတရားမပြောတတ်အင်ဒရေကြီးဤစကားနဲ့သူတို့ဤစကားသည်လေနက်တက်သည့်ဖြစ်ရာထုံမောင်စကားပြောလျင်ကျွန်ုပ်တို့ကြောင့်သားများဂီယူပြွေနာထောင်လေးရှိ၏ ွာကြွားပြောတဲ့သူသည်ထုံမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထုံမောင်ကတစ်ချက်တစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြွားဝါချင်းချက်ချင်းပေါ်တတ်၏အပေါင်းဖော်နေချိန်ပြောမနေတတ်တရားထွေတွေ့တော်ရည်တော်၎င်းစာဖတ်ရည်တော်၎င်းနေတတ်၏တို့ရတွင်အလွန်ရိုးသားဖြောက်မှတ်သူဖြစ်လျာကအကြောင်းသားများကဝိုင်း၍ရိုသေခင်မင်းကြ၏ထိုနေ့ဒီဇင်မှာနေတော်ပြာသူ၌ចောင်းစနေရများပဲ၏ထိုအချိန်က၌ចောင်းသားများကြိုက်သည့်ဟုပြာသူအဆူဆူပြွေသွားလိမ့်ရှိကြရာကျွန်တော်လည်းသွားလို့သည်နှင့်ထုံမောင်၏အခန်းသို့လာခဲ့၍ ေးထွန်မကြိတ်ထီယိုဖျောက်တော့ရအောင်ကွာတို့စနေရတောင်ရက်အားရတယ်ဖျားဘူးတာကြိတ်ထီယိုချောင်သွားမလားကွယ်ရွှေကောင်ဖျားကိုသွားပါတော့လားအတူတူပဲပေါ့မတူဘူးဆရာကြိတ်ထီယိုကမြတ်စွာဘုရားကိုတော်တိန်တို့မြမပြီကိုကြွားလာပြီးရတိကြီးတပားကိုစံတော်ပေးတဲ့အဲ့ဒီစံတော်အစစ်ကိုထားပန်းလာပြီးဒေတာမောင်ရဲ့နားလဲရဲ့လားထိုအခါအလွန်ပြောင်းခဲ့သောထုံမောင်သည်ပြုံး၍ဖျားဒီကိုကြွားလာတယ်လို့မင်းတို့ဘယ်သူကပြောသလဲမင်းလက်တော့ကောက်ကြတဲ့အကောင်ပဲ ်ဘယ်သူပြောရမလဲကွယ်တမိုင်းထဲမှာတည်တည်ရှာရှာကိုရေးထားတယ်တည်ရလားအဲ့ဒီမင်းတမိုင်းကဘယ်သူကဘယ်တော့ရေးခဲ့တာလဲဘယ်သူရေးတယ်လို့တော့မင်းတို့တည်တည်ရှာရှာတော်တော်ဦးမတင်နိုင်ဘူးရှေ့ပညာရှင်လူကြီးတွေရေးခဲ့တာပေါ့ကွယ်မင်းမမိတည်ရလားမင်းနဲ့ငါပြမျိုးကိုသွားလဲတော့ငါနေဟုံးတော်ကတော်တော်ပအောင်ဝင်းကြီးရဲ့ဝယ်လဲတော့အစီကို ြာချသစ္စယုတ်ကိုင်လောက်ထားရဆိုကမဝါစားလေထုတ်ပြောင်းမိရကိုတော့ဘင်းနဲ့တီလေဘာလဲညာလဲနဲ့စစ်စစ်ပတ်ပောင်းပြီးတော့ဘုံကြီးရစိတ်ဆိုးရင်မင်းကိုမောင်းချအမှတ်မိသေးရလားအခုလဲမင်းရရာဇဝင်ဆရာမှုတိတိချာချာတိမလားလို့မေးတာပါဗျာမကြိုက်လည်းမမေးပါဘူးဟဲ့အကောင်တော်ပါကွယ်မင်းဟာတစ်ခါတစ်ခါ impedance ရှာရှည်တယ်မင်းလိုက်ရှင်ရင်လဲလိုက်မလိုက်ရင်လဲငါတယောက်တည်းတော်တော်လို့ကြည့်သွားမှာပဲဟင်းဖျားကြည့်ညွယ်သူကလဲစိတ်တို့လိုက်တာကိုင်ွယ်ငါပဲရှော့ပါမယ်ငါလိုက်ပါမယ် အဲ့လိုမပေါ်ကွယ်ငါ့မှာငွေ60ကျက်လောက်တော့စုထားတယ်မင်းမကောငါ့မှာလည်း60ကျက်လောက်ပါပဲအေးနေရကြပြီစိတ်ရိစကတော့စားဖို့တောက်ဖို့15ကျက်လောက်ပဲကုန်မယ်ထင်တယ်လူဖို့တန်ဖို့အပုံကြီးပို့တာပဲကဲအခုညပဲတွားကြစုကွယ်တိုက်ထုတ်ဘူးသားတို့ရလျင်ထိုအခါကမော်တော်ကားများမတော်သေးသဖြင့်လင်ငါရွေသားကြ၏တိုက်ထီတို့တောင်ကျကင်မွန်စကန်မယာမီခီးတဝတတ၌အင်းဝစကန်တို့ရောက်ရာခီးနာကြ၏ ထမင်းဟင်လက်ဖက်ရည်ပူစီကျော်စသည်ဖြင့်အစာတောက်လည်းပြည့်စုံ၏ထိုစကန်မှာရွာနီ၆ဆက်ကလာ၍ဆိုင်တဲခင်းသောနေရာစကန်ကြီးတစ်ခုဖြစ်၏ထိုအင်းဝစကန်ဆိုင်စုဤမြောက်ဖက်အတန်ကွာရှိတရက်ပင်ကြီးတပင်အောက်တွင်တဲငငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထုံမှန်သည့်ရှောက်ရွေသွားသည့်ကိုမြင်လိုက်၏မတမီမှာပင်တဲဘောက်တွင်ရပ်၍အတန်ကြာချင်းနေသည့်ကိုမြင်ရ၏နိုင်ဝဲခန့်ကြလျင်ကျွန်ုပ်တို့သွားကြင်ကြသည်နှင့်ထုံမှန်ကိုဟေ၍ခေါ်ရ၏ထုံမှန်သည်တုတ်လာခဲ့၍ဟေး ုတယ်ထဲမှာဖိုးကြီးနဲ့မိန်းကလေးနဲ့မိန်းကလေးယောက်ဖြတ်ပြီးလဲနေကြတယ်။ငါစားသောက်လေးဝယ်ပေးခဲ့ခြင်းတယ်။မင်းသွားနေကွယ်။ကီမိုစကန်ကိုငါမြန်လိုက်ခဲ့မယ်။ဟာပြာမင်းကပွေဖောက်ပြီးမင်းအကျဉ်းတီလို့ပဲစိတ်တဆူစားကြီးနဲ့ကဲမောင်တဘောရှိငါတော့မင်းကိုစောင့်နေနေကီမိုစကန်မိအောင်လိုက်ခဲ့ပြီးတော့မမီတော့ငါဆက်သွားမှာပဲ။အေးပါကွယ်ငါမိအောင်လိုက်ခဲ့ပါမယ်။ ဆို၍လက်ပေါ်ကသူ့လွယ်အေကိုယူ၍တဲငယ်ဘက်သို့ဆက်ဆက်ဆက်ဆိုင်နှင့်သွားပြန်လေ၏ကျွန်တော်မကဖះသို့ရောက်လို၍ကျွန်တော်တို့ကြောင့်ကចောင်းသားတက်စုလည်းထရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ခင်မွန်စကန်းတို့ရောက်တော့လဲထုံမပေါ်မလာသေးရှင်မြောင်ကလေးရှင်မြောင်ကြီးဘိုးပြန်တောင်ဆိုင်တမော့စသည်ဖြင့်စကန်းအစဉ်အတိုင်းနောက်ဆန်တန်ငင်ငင်နေပင်လာခဲ့ရဖះသို့သာတိုင်တော်၏ထုံမပေါ်မလာသေး ကျွန်တော်တို့တဲ့ဆိုမှလည်းတပြောတပါကြီးပြောဆိုကနေလာခဲ့ကြရာဖခင်အနီနေရုံနဲ့ရှင်နေမိမကြီးတရားပတ်စံခိုင်းနေသည်ကိုတွေ့ရ၏နေရုံမှာပါဒချန္နာတချံပဲနေ၏ထိုအပဲတို့ကိုပြရွေးပြပြန်ဆိုကပတ်စံခိုင်းနေခြင်းဖြစ်၏ ထိုအခါကျွန်တော်ဒီရုတ်တရက်တရားမိဒီကလွန်ခဲ့သောနှစ်ကကျွန်တော်တို့အခန်းကကြောင်းတတစုတိုက်ထီယောဂပြန်လာကြသောအခါထိုပပက်နာပက်နေသောနတ်စင်ကနဂရောကြီးအားနမေကြကြံပင်ပြသည်ကိုတရားသည်နှင့်ကျွန်တော်တို့နှင့်အဖော်လိုခေါ်ခဲ့သောလေသမားအမေကြီးယာလေသမားကပြုံးရွေ့ဒီအပက်တွေကကြာရပြီကပြင်လိုက်ရင်နောက်ထပ်ဘနဲ့လောက်အလူခံမလဲပြန်ဟုတ်ပြောလိုက်မှာကောလိပ်ကျောင်းသားထပ်သားတော့လေသမားများလည်းရှိသေးကြောင်းသိရသည် နို့ကွယ်ရတိတွေရတိမတွေဖို့သူတွေမတိလာတွေပေါ်လာချီလာကွယ်အဲ့ထဲမှာအခါတော်ကြီးလည်းအများကြီးပါတယ်ဗျာကျွန်တော်တို့ဖျားရှင်ကိုနေစဉ်ပန်းတဲ့ရွှေတဲ့ရေသေးတို့အနောက်ရှက်ကိုများစွာခံရ၏ဖျားရှင်ကိုနေစဉ်ရေပန်းရွှေဝဲပါဝဲပါဟုတစားစားလာရွေးပူနေ၏ကျွန်တော်ဒီကလေးစားချလို့ဒီနေ့ရေပန်းရွှေတို့ကိုအင်ဒိုနီးရောင်းသောဆိုင်တို့တွင်သာဝယ်ယူလိုက်၏ ကျောက်ကြီးကပါဇက်တို့လာခဲ့ရလန်တွင်တောင်ဆောင်တစ်ခုကိုအတွင်၌ဖြတိတပားထံတွင်ဖျားသွားတော့အစစ်ရှိသည်ဆို၍ကိုအတွင်သို့ချင်းချင်းကျကျနှင့်ဝင်ခဲ့၏ဖြတိကသွားတော့ကိုလက်ဖြင့်ကန်၍ခလလန်ကပြ၏တည်တည်ချာချာကန်၍ဖူးပြစေဟူတောင်းသောအခါဟဲ့တကားရဲ့လက်နဲ့မကင်ကောင်းဘူးငရဲကြီးတက်တယ်ခဝေးဝေးကိုက်နေပြဖူးတာပေါ့ No ရတေးတော့ငရဲမကြည့်ဘူးလားဟဲ့ရတေးဆိုတာစင်ကြဲတဲ့သူတော့ဖြစ်တယ်ဘယ်တော့မှငရဲမကြည့်ဘူး မင်းတို့လိုလူတွေတော့မဟုတ်ဘူးထို့အခါကျွန်ုပ်ဒီဘာမှပြန်မပြောပဲအခွင့်ရသမျှဒေတာစူးစမ်းရွေးကြည့်ရသွားတော့အတွင်ကဘာရှိသည်ကိုကမသိရအပြင်ကမူ secret ဘူးတွေကငွေရောင်ပြကထားသည်ကိုမြင်တွေ့ရ၏ထို့ကြောင့်လည်းရသည့်ရှိအလူကံပတ်စံခွဲတဲ့သူတပြားတစ်ချက်မှမထည့်ခဲ့ပဲခတ်တုတ်တုတ်ပြန်ရွေးထွက်ခဲ့၏ဤသို့လည်းရင်တိုက်စီယိုတောင်မော်ဆိုတောင်တို့၌အေးချမ်းပြောင်မှုစွာခုနှစ်ညကြာကြာ၏ပြီးမှဆင်းခဲ့ကြ၏ အပြန်လန်တွင်အဝစကန်တို့ရောက်ကြသောထုံမအဖြစ်ကိုမေးလိုသည်နှင့်ကျွန်တော်သည်အဖော်များနှင့်ခွဲ၍ရခိုင်တငယ်ပတ်သို့လာခဲ့၏တငယ်မှာကျွန်တော်ပထမမြင်ကျင်ကားကဲ့သို့ဆုံးချပြစီနေသည်မဟုတ်ဘဲအမိုးကနှင့်အတံပင်တည့်ရကောင်းမှုနေသည်ကိုတွေ့ရ၏ကောင်းရင်ခံကလေး၌အတံအုံမင်းမီဖြစ်သောအဖိုးအိုအဖွားကိုနေရပရိစေရနေကြ၏ထင်းမိုက်မြေကွက်တွင်မိဖို့တခု၌လက်ဖက်ရည်ခရာနှင့်ရွေအိုဂျိုနေသော73နှစ်စလေးနှင့်အရွယ်မိန်းကလေးကိုမြင်ရ၏ ၎င်းအနီး၌သုံးနေလေးနေခန့်ရှိသောယောက်ျားတငယ်လေးတရာပူးစီကြောတစ်ခုကိုစားနေ၏ကျွန်တော်ကိုမြင်ကြလျင်အဖါတို့ကအလိုမောင်လာပါလာပါဘယ်ရက်ကပါလဲမောင်ဖျားဖူးအသွာလာအပြင်လာလာပါလာပါထိုင်ပါဆို၍နေရာပေးခြင်းကိုအင်ချာခြင်းတို့ကိုပြပြတလဲပြု၏ဟဲ့ဖွားမီရင်းနှီးစုပြီးမဟုတ်လားလက်ဖက်ချောက်ခက်ပြီးယူခဲ့ဟဲ့အော်ဖွားမီဟဲ့ဟိုတယ်ရဲ့ကလေးရှိသေးမဟုတ်လား တခါလေးထဲခဲ့ဟိတောက်ပါစားပါမောင်ရင်ဟူအလွန်ကြီးစွာသောစေတနာဖြင့်အခန့်လင်းဤအဖိုးကြီးကတပန်ငမကြီးကဖျားဘူးမဟုတ်လားဟုတ်ပါတယ်အဖိုးရင်ကျွန်တော်ဟာလွန်ခဲ့တဲ့ကိုရလောက်ကတတော်ပါတယ်အခုပြန်ခဲ့တာပါအဲ့ဒီတတော်ရနေရကျွန်တော်တငယ်ချင်းတယောက်ဒီထဲမှာကျင်းရတယ်အဲ့ဒါခိုးတူပေသွားလေတလဲလို့မေးရှင်လို့ဝင်လာတာပါဖိုးရဲ့ ထိုအခါအဖိုးကြီးနှင့်အမေကြီးသည်ငေါက်ခနဲတပြိုင်တည်းဆန်၍မောင်ချုံးမောင်မေးရမဟုတ်လားဟုတ်တမ်းမြိုင်မေးကြ၏ဟုတ်ပါတယ်ခင်ဗျာအမေကြီးကဆက်၍အော်မောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလားဒါဖြင့်မောင်လဲသူတော်ကောင်းပေါ့အေးအေးမောင်ထုံးမောင်ရဲ့ခုမနဲ့ဖေးရန်ကုန်ကိုပြန်သွားပြီသူတို့ကြောင်းတက်ရမယ်ဆိုကိုကွပြောလိုက်ပြရစီအောင်မောင်ရဲ့ဒီလိုသူတော်ကောင်းမျိုးရှိတာ အဖွားတို့အခုအသက်80ရှိပြီကြားပဲမကြားဘူးပါမောင်ရဲ့မောင်ထမောင်ဟာဖះကိုလိုက်မလာပဲဒီကပဲပြန်သွားပုံပြောပါအောင်အဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီလိုကွငါတို့ကအဲဟိုကြိုက်ထူသွားတဲ့လမ်းနားမှာရှိတဲ့မိတွေးကုန်းရွာကပါအဖွားတို့မှာသမီးတယောက်တည်းရှိတယ်သူအိမ်အောင်ကြားလို့သာသမီးလေးယောက်ရပြီးတော့မှလွန်ခဲ့တဲ့၃နှစ်လောက်ကပဲသူခင်မောင်အနှိမ့်စရောက်တယ် သူကိုယ်တိုင်လည်းမနစ်ကဆုံးပြန်ပါရောသာသမီလေးယောက်အနက်ကနှစ်ယောက်သာအဖက်တင်နေဟောအခုမြင်နေရတာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေးနှစ်ယောက်ကိုငါတို့ပဲမွေးရတော့တာပေါ့ငါတို့ကလည်းအိုအိုမင်းမင်းသူတို့ကလည်းလူလားမမြောက်သေးငွေကြေးရလည်းမပြည့်စုံတူတူပြောကြဆိုမြည်ရဲ့ငါတို့ထမင်းရက်မမဲမစားရတာကြပါပြီအဲ့ဒါအခုဖျားဖူးများလာတဲ့အချိန် ဒီအင်းဝစခင်မှာတဲကလေးထိုးပြီးဖွားမိကိုပဲဘူးတိကြော်ကလေးကြော်ပြီးရောင်းစီရတာပဲအဲ့ဒါနဲ့လေတမင်းရဲ့မမန်မစားရပါဘူးကံများဆိုးကျင်တော့လွန်ခဲ့တဲ့၂လ၃လအစာပြီးဟောမောင်ဖိုးကြီးဟာလူကလည်းအိုးအစာရေစာလည်းဝှလင်အောင်လည်းမစားရတော့လဲပါလီရောမောင်ကြီးနောက်ဆယ်ရက်လောက်က အဖျားဝင်လာပြီးတတိမရတစ်ချက်ရတစ်ချက်နေပါရောအဲဟို မောင်ထုံးမောင်ရောက်လာတဲ့နေ့ကလည်းမိုးမလုံတော့အေးမိပြီးအဖွားလည်းလဲပါရောမောင်ကြီးအဲ့ဒီလိုအဖွားတို့အကျိုးကံနှစ်ယောက်ကိုမြေမကလေးဖွားမိကချက်ပြုတ်ကျွေးမွေးနေရကဟောထင်းချိုးရမှာတန်ဆူးလို့တယ်တခါရင်ငန်းရီမန်းလေးလိုက်ပြီးပြည်တယ်လို့မောင်ထုံးမောင်ရောက်တဲ့နေ့ကချစ်တော်မြောက်ပြီးអော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်ကကြည့်တော့ငါတို့ထမင်းရေစာမစားရတာနှစ်ရက်တီးတီးရှိနေပြီမောင်ရဲ့ တေးဖို့အသင့်မဲဆိုပါတော့ဟောဟိုးမြေငယ်ကတော့ကလေးကိုအဲဟိုဆိုင်စုမှာတွားပြီးတောင်းရန်စားတယ်အဲ့လိုငါတို့တေးဖို့အနေမှာမောင်းတငယ်ချင်းမြင်တော့မိဒံကိုကြားပါရဲ့ငါတို့လူအနေရောက်ကတော့စကားမပြန်နိုင်တော့ဘူးဖွားမိကတော့အော်အငူရက်ပြီးပြန်ပြောတယ်ကြားလိုက်ရတယ်အဲ့ဒါနေမောင်ထုံးမောင်ဟာပထမအဖိုးကြီးပါဇက်ထဲကိုရေချပေးတယ်နောက်နင်းနေလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖေးရေကော်ဖီရေ ရင်တွေစားစရာတွေဝယ်လာပြီးကော်ဖီနွေးနွေးကလေးကိုအဆက်ချပြီးတိုက်ပေးရှာတယ်။အဖွားကလည်းဒီလိုပဲ။ဖွားမီကလည်းအနာကိုရေစီပြီဖောက်ဆေးထည့်လောက်တာနေမောင်ရဲ့တနာ ਈ လောက်မှာပဲတက်တာသွားပါတယ်။အမှန်ကတော့ငါတို့တစုလုံးအစာအတောက်ချို့တယ်လို့ညက်လို့ဖြစ်ရကလားကွင်။ငါတို့တော့အရေလောက်တာတောက်နိုင်ကြပါတယ်။ဖွားမီတို့မောင်နှမနှစ်ယောက်ကတော့ဖြားတာမဟုတ်ဘူး။ အရာကိုမောင်ထုံးမောင်ရဲ့သူ့လွယ်အိတ်ထဲကပေါင်မုံငါတစ်တာတွေတခါတည်းထုတ်ကြွေးတယ်။ငယ်ငယ်နဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးရကြည့်ရတာအာရဝန်တာနဲ့အပြေးလာကြတာပဲ။အဲ့တော့သူကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြုစုတဲ့အပြင်စံစီစာကျက်သွုံငရုတ်အစုံဝယ်ပြီးချက်ကျွေးရှာတယ်။ဖွားမေကိုအညော်မိမှဆိုလို့တဲ့မိဖို့နားတောင်းမလာစေရဘူး။ပြီးတော့ဟော့တဲကလေးတွေကိုကြည့်ပါဦး။ အခုတော့တက်တက်ရရပေါ့မောင်ထုံးမောင်ရောက်စားကအမိုးလဲမလုံးအကာတွေလည်းပြက်ကျနေတယ်။လေပြင်းပြင်းတိုက်ရင်မခံနိုင်ဘူး။အဲ့ဒီအနေမှာမောင်ထုံးမောင်ရောက်လို့နေရက်အကြာမှာနင်းမိုးရွာချလို့မောင်ထုံးမောင်ပါမကြံငါတို့အကုန်လုံးဆိုရွှဲပါတော့လား။မောင်ထုံးမောင်ဘာလို့တလဲတိလား။အနီးအနားကဆိုင်စုအိမ်စုမှာတက်ကင်တို့ထရန်တို့ကို သူကိုယ်တိုင်သွားဝယ်ပြီးကိုယ်တိုင်မိုးကာပေးခဲ့တယ်မောင်ရဲ့။ အဘာဟုတ်သည်စကားကိုဖြတ်၍လက်အိုအထက်သို့ချီမြောက်ခါဖယားတကြတော့တပဲ့တော်မာရင်မြေးကြီးမောင်ထုံးမောင်ကျမ်းမာချမ်းသာပါစေခလုံးမထီစူးမကြီးပါစေနဲ့လို့ရေလိုအေးလိုပန်းလိုမွေးပါစေဆို၍မြေးဆန်းဆန်းနဲ့ရှေကိုဆူတောင်းလေဤကျွန်တော်တို့ပဲလည်းရှိလူများကိုပင်မင်းနေဟန်ရှိဤအတန်ကြာမှာဆက်ပြန်၍ငါတို့မိုးရေဆိုလို့အေးကြချမ်းကြတော့ မောင်တငယ်ချင်းဖះလောင်းကြီးဟာဟောသူ့မှာပါတဲ့အင်ဂျီတွေပစိုးတွေမျက်နှာတုပ်ပေါ်ဝါတောင်မချံဘူးအဲ့ဒါတွေနဲ့တခါရတယ်ငါတို့လေးယောက်ကိုပဲ့ရန်ခြုံရုံပေးတာပဲမိဘကတာသမီပြုစုတယ်လို့ပါပဲမောင်ရဲ့သူကိုယ်တိုင်ကတော့စွတ်ကျဲကလေးနဲ့တာနေတယ်အောင်မေဟောမောင်တငယ်ချင်းကတတိကောင်းကလားကွမိုးကြီးပင်မဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံးရက်တန်တန်ရဲ့ နှုတ်ပင်မဲ့သူ့အသားတွေကတန်ခဲလို့မပါကလားကွ။ဟောနေခင်းနေခင်းမှာခွားမီတို့မောင်နှမနှစ်ယောက်သူ့လက်မောင်သားကြီးတွေကိုထုတ်ထုတ်ပြတယ်။မောင်နှမနှစ်ယောက်သူ့လက်မောင်ကြီးကိုစီးစီးပြီးကစားကြတာပဲ။အင်မတန်ပျော်ကြတာပေါ့ဒီတန်ငယ်ဟာလူထူးပါကွ။တန်ကတန်မပါပြီနဲ့ဖះလောင်းများဆင်းပြောင်းငါးစီးဆေးကြီးရောတဲဆောင်နိုင်နေဆိုတာပဲထင်ပါရဲ့ကွ။နောက်တနေ့မနက်စောစော ဟိုအနာခဏတောင်းအောင်မယ်ဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်။ဒိုးတတွေဆိုတာတနေ့ခင်းလုံးသူ့ကိုထမင်းစားဆောင်နေကြတယ်။အနီးနားလိုက်ရှာကြတယ်။အဲ့ဒီမနက်ငါတို့ထမင်းမစားပြကြဘူး။ညနေကျလို့ပြန်လာတော့မှသိရတာကတက်ဆက်တက်တော့သူကစိုက်ထိုးကိုရောက်သွားတာကို မောင်ရဲ့ဟဲ့ဖွားမီနေ့အကိုကြီးဝယ်ပေးခဲ့တဲ့အဝတ်အစားတွေယူခဲ့စမ်း။ gain မောင်ရင်ကြည့်တော့ငါတို့ဘို့သူဝယ်လာတာတွေ့ ထိုအခါအဖိုးကြီးသည် အထောက်တခုကိုကာယူ၍ဟောတာကကြို့ချိုးမောင်ရဲ့မောင်ကိုပြရအောင်မေဆိုကားအထောက်ကိုဖြီးလေသည်အထောက်ဘော်ကကျိုးစရာအပပောင်းများစွာရစ်ပတ်ထား၏ကျိုးရီကုံသောအခါပစိုးဟောင်းတထဲနောက်ပိတ်ဖြူတထဲနောက်ဆက်ကူသုံးလေးတဲ့အလွန်သေးစားစွာထုတ်ထားသည်ကိုတွေ့ရ၏နောက်ဆုံးအထက်ကုံလေးမှာလုံချင်ညူရောင်တထဲအတွင်းငယ်အင်ကြီးတထဲအပေါ်အင်ကြီးတထဲကောင်းပေါင်းဘဝတထဲပခုံးတင်ပိတ်ဖြူစားတထဲတို့ထွက်လာလေ၏ ထိုလေးတဲ့သောဝိတုကိုအဖိုးကြီးသည်ယူရမြေနိုစားကင်တွယ်၍အဲ့ဒါကျုံမီရဲ့ကုသူတွေပဲမောင်ရဲ့ကျုပ်အဖိုးအဖာဒီလိုမပြီးခဲ့ဘူးပါဘူးကျုပ်သားသမီးတွေလည်းမပြီးခဲ့ဘူးကိုတိုင်းလည်းဝဲပြီးမဝွင့်နိုင်ခဲ့ဘူးဒီအဝတ်လေးတဲ့ကိုကျုပ်ဘာလုပ်မလဲသိလားဥပုံနေတဲ့ဝတ်ဆင်ပြီးဥပုံဆောင်မယ်အခုစိတ်ကူးတာကတော့ကျုံမီကုသူပေါ့နေတိုင်းပဲရှစ်ပါးသီလာဆောင်ပြီးသူ့အဝတ်တွေနဲ့အယိုးထုတ်တော့မယ် ုပ်သေးတဲ့အခါဒီဝုဒီကျွတ်တူဆရာဘုံကြီးကိုလှူလိုက်ဖို့မှာပြီးပြီမောင်ရဲ့အဖွာကြီးကလည်းမိမိအတွက်အဝယ်စားတို့ကိုပြ၍ကျုပ်လည်းပဲမောင်ဖိုးအတိုင်းပဲဆုံးဖြတ်ပြီးပါပြီဟူဆို၏ဖားမေကလည်းမိမိအထုပ်ကိုအားရပါရဖြစ်ကပြ၏ပိုသားလုံးကြီးအင်ကြီးပြီးမန်းစသည်ဖြင့်မိမအတုံးဆောင်အတန်းများများတွေ့ရ၏ တရားရရကျမကိုရှင်ဝင်ပြီးခဲ့ရအရှင်ကျေးဇူးတင်ပါတယ်ကိုကြီးရေကျမလေးရရင်ရရင်အခန့်လေးကိုဦးတော်ထင်ချပါရဲ့အကိုကြီးရဲ့ကျန်တော်ဒီတရားမေ့ရလေဆို၍မျက်ရည်လဲလာလေဤအနာတွင်အမ ాయి မျက်နှာကိုစိုက်ကြည့်နေသောမောင်ကလေးမှလည်းမဲတတဲဖြစ်ရလာလေဤအဖွာကြီးကစပြန်၍အဲ့ဒါနဲ့သူအပြုစုကောင်းတာနဲ့ငါတို့အတော်အတန်ထူထောင်လာကြတာပါပဲသူနေလို့၄ရက်ရှိတော့ ငါတို့လည်းမာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုသွားဖူးတာထက်ဖះစကားနားထောင်တာပိုပြီးကုလို့ရတယ်တဲ့ပြီးတော့လေဖះသွားဖို့အချိန်မရှိတော့ဘူးចောင်းဖွင့်မီအောင်ပြန်ရမယ်တဲ့သူဖះမှရွှေကြဖို့ပန်းလူဖို့ရေလူဖို့မန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလူခဲ့မယ်ဆိုပြီးငွေကင်းကားပြ30ကျပ်တိတိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီ ကိုပိုင်ဖြစ်နေတခါမှငွေ30ကျပ်ပြည့်အောင်မကင်ခဲ့ရဘူးဘူးဒီလိုလူမျိုး တွေ့ဘူးဖို့ထားလို့ကြတောင်းမကြဘူးပါဘူးကွယ်ဟောမောင်အဖိုးကဖြင့်လူမဟုတ်ဘူးနှက်တကြမြလူရောင်ဆောင်လာတာလားလို့အခုထက်ထိဆွဲနေတုံးပဲထိုအခါအဖိုးကြီးကဝင်တဲ၍ဟဲ့မဲတုတ်ကဲ့အခုဂျီမောင်ရင်ကသူ့တငယ်ချင်းပါဆိုလို့ဒါနေလိုက်ရတယ်ငါတော့အီကန်နာနှက်တကြပဲလို့ဆွဲလန်းနေတုံးပဲ ကြည့်လေငါအလကားပြောတာမဟုတ်ဘူးငါတို့ဆရာဘုန်းကြီးဟောဘူးတယ်ဟဲ့တကားကြီးဖို့ခွေတဲ့ငါဘာတီလာမြဲပြီမြေတာပို့ပြီးဣတိပြီးတော့ဂုံတော်ကိုတနည်းကိုအနေုံဆဲပဲရအောင်စိတ်တဲ့အချင်းအချက်တွေ့ရင်နဲ့တရားများလာပြီးကင်မတက်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဘုန်းကြီးစကားအတိုင်းဆောင်ထင်းခဲ့ပြီးပတိမမှန်စိတ်ခဲ့တာညီအတိပဲမဟုတ်လားအဲဟိုနေ့ကငါပက်လက်ကလေးမျိုးနေတော့ ဆရာဖုန်းကြီးရဲ့အဆုံးအမနဲ့ဂုံတို့ကိုတတိယပြီးဂုံတို့ကိုနှလုံးသွင်းနေတယ်တို့ရောကြပါဇက်ပေါ်ရေးဆက်ကြတာတော့อืมတရားမင်းရေစင်ဖြန်းလာပေါ့လို့ငါယုံကြည်လိုက်တယ်လူပုံတရနဲ့တောက်ပြောင်းအီးကြည့်နေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မဲတုတ်ကလူရိုးရိုးကဒီလောက်တောင် ကောင်းနိုင်မှာမလားဟဲ့လူမမလေးယောက်ကိုဈေးကုပြူစုကျွေးမွေးဝတ်စင်အင်ကူမိုးကပေးပြီးတော့ ငွေ30ကျပ်ရင်းမာကြည့်ဘူးပေးတာလူရိုးရိုးဟုတ်နိုင်ပါမလားဟဲ့တို့ဆရာဘုန်းကြီးပြောဘူးတဲ့နတ်တကြများလူယောင်ဆောင်လာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ငါဖြင့်မောင်ထွန်းမောင်ရဲ့အရေးထွက်တာမျက်တောင်ခတ်တာမမြင်မိဘူးဟဲ့ပြီးတော့ရုပ်ရည်ကလည်းတတ်မှာပြီးတဲ့နဲငါဖြင့်တလူချိုးတဲ့လာတဲ့ယောက်ျားလေးမြင်ဘူးပုံဗျာဟိုကိုဖိုးခွေးရလေလူတော့လူအစ်စ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲ အေကန်နာအလောင်းလျာတစ်ခုခုတော့ဖြစ်မှာပဲ။ကိုင်မောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြင့်အဖွားတို့တဲမှာတ냐လောက်တဲပါအောင်မောင်ရဲ့သူ့ငွေတွေကအလူဥပြူပြီးထမင်းတနဲ့တော့ကျွေးလိုက်ပြရစီ။တန်ကားတော်ဆွန့်ကျွေးဖို့တော့ငွေငါချက်ဥချပြီးဖယ်ထားပြီးပါပြီ။ထို့အခါကျွန်ုပ်မှာအလွန်ပီတီဖြစ်၍တ냐တဲ့ရန်ဝင်ခံလိုက်၏။အဲ့ရဝင်တော့အခါကျွန်ုပ်စဉ်းစားကန်ပေါ်လာလေ၏။အွန်းထောင်းမောင်ကြီးဖြစ် ဖျားဖူလာရကျိုးနဲ့လေပြီထုံးမောင်ရဲ့ကုတိုကိုငါအားကြလာသည်ငါကြားပုရိကမြတ်စွာဘုရားရှိစဉ်ကဒေါ်နေကယဟန်နှပါဖျားကိုဖူးမြော်ရန်လာကြတဲ့လန်ခီမာရင်ငဲ့တစ်ဖြစ်ရေတောက်ကြမြည်ရှိရာရေစင်ပါကြသည်နဲ့တပါတော်ယဟန်ကမြတ်စွာဘုရားသည်ရေစင်နှင့်မှရေတောက်ရမည်ဟုပညာထားသည်ယခုရေစင်မရှိခဲ့ ဖះကိုជីညိုဒီဆိုဒီမှာဖះစကားကိုနားထောင်မှជីညိုရာရောက်သည်ထို့ကြောင့်ဤမတော့ပဲအတက်တေးစေတော်ဟုဆုံးဖြတ်လိုက်၏တပါတော်ကဖះဆိုဒီကအလွန်ဖူးမြင်ရခဲ့၏ဤတော့ပြီးအတက်ရှင်၍ဖះကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်၏ပထမယဟန်ဒီလမ်းတွင် ပြန်လွန်ခဲ့၏ဒုတိယယဟန်က ဖျားထံရောက်၍အဖြစ်အပျက်ကိုပြန်လည်လျှောက်ထားသောအခါမြတ်စွာဘုရားကဖျားစကားနားထောင်၍လမ်းတွင်အတေခံသောယဟန်ကိုတာရှင်းမွန်းတည်းယခုလည်းငါတို့နှစ်ယောက်နဲ့တူလီစွာငါမှာစိတ်ထရောဖျားကိုတော့ရောက်ပါရဲ့ရောက်တော့ဘာလုပ်တလဲဖျားကိုပေါက်ဆိုင်ပေါက်ရှခိုးတယ် အနာပက်လေကစွစွညင်ညင်နဲ့အာယုံဆင်း၍ရှင်မခိုးခဲရ၎င်းနောက်တငေရှင်တော့နဲ့ချဝေပြောခဲ့တယ်။ဟာတိတ်တရှင်းစောဖဲကစားအဲ့ဒါတွေနဲ့အချိန်ကုန်တာပဲ။အခုထွမကောအားကြလို့အဖိုးကြီးအဖွားကြီးတို့ကိုပိတ်ဆံပေးရှင်လို့ကြည်တော်လက်ခနဲ့ယထာခတာကြံတော့တယ်။ပိတ်ဆံတပြားမှမပေါ်တော့ဘူး။ ဟိုကုန်းတော်မှာတုန်းကတိုးလူစုမြည်လက်ကအပြိုတစုနဲ့တွေ့လို့အလွမ်းတင်ပြီးပိုပန်းပြီးဟိုစိန်ဧကန်လိုက်ဒီစိန်ဧကန်လိုက်နဲ့ဒုံလေးရဲ့တိုးလူစုပိတ်ဆံဖြုံးလိုက်ကြတာဖျားလူဖို့မန်းထားတဲ့အထဲကဒုံးပုံနှစ်ပုံတော့ပါသွားတာပဲအဲ့ဒီပိတ်ဆံတွေအခုငါနှမျောလာတယ်ငါဖျားဖူးရလာမေမေရဲ့အကျော်ပါများမထင်ပါတကားနကတော့ယတိယတိမ ဖို့တူတော်မေဒီလာပန်းတယ်ကြီးတယ်အရှုံးတော့ကိုစိတ်မကျေနပ်လဲပဲပြောရှင်တာတွင်နဲ့ဒါအချိန်ကုန်လေအင်းအခုငါတို့ပြည်မှာယတနာတုံးပါးကိုအကြောင်းပြပြီးလောက်ကြတဲ့ပွဲအမျိုးမျိုးတွေကိုတတိယလိုက်ပါပြီတဲ့ငါဖះကိုရောက်တော်လဲဖះစကားကိုနားထောင်တယ်မောင်ထုံးမောင်ရဲ့ကုတုံမျိုးပမာမီနိုင်မလဲစာတိဖြင့်ဇေကူတွေ့တော့ကမပြောတဲ့ချက်ပြောတဲ့ချက်နဲ့မိုးလင်းရလေဤ နနေတွင်ကျွန်တော်ပြန်တော်မီဟူနှုတ်ဆက်လေးရအဖိုးကြီးကအေးအေးပြန်အောင်တော်မောင်ရဲ့မောင်တို့ကျမ်းမာပါသည် ချမ်းသာပါသည်ဆိုတာအဖိုးစူးတောင်းပါလေမောင်ချုံးမောင်ကို ပြောပါ သူဝယ်ပြီးခဲ့တဲ့အဝတ်အစားတွေကို အဖိုးဘလို့စီမံထားတယ်ဆိုတာအေးအေးတော်တော်မောင်ရဲ့ဘုံကြီးပါစီအသက်ရှိပါစီကွယ်အဖွာကြီးကတော်တော်မောင်ကြီးတော်တော် ွားတို့မသေးခင်မောင်ထုံးမောင်ကိုတခါတော့တွေ့ရင်သေးတယ်ကွယ်မိုးမကြခင် အဖွားတို့ကြမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဖူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့အခုအဖွားတို့နှစ်ယောက်သေးတဲ့အထိရှစ်ပါးတီလာဆောင်ဖို့တစ္ဆာအဋ္ဌံပြုပြီးတဲ့အကြောင်းပြောပါလိကွယ်အေးသွားတော့မြည်သွားတော့ဖာမေကအခုကြီးထုံးမောင်နဲ့ဆောင်ပြီးလိုက်ပြစေ ဟောရကစိတ်ထေရောတောင်ဖြစ်ဝစီတဲ့တာကတစ်ခွပင်ကြောင့်တခု ဟုတ်လားကကျမရင်ဖျားတော့ငါဖြစ်ထားတဲ့ဆန်ချူအဲ့ဆန်ချူရဲ့ကတဝက်ခွဲပြီးဖျားလို့ကတဝက်ကိုကိုကြီးသိမ်းထားပါလို့ပြောပါကျမမသိရင်တစ်ခေါက်တော့ရောက်လာပါမယ်လို့လည်းပြောပါသူ့ရဲ့ဆောင်ကျမတောက်ထားလိုက်တယ်။ပြီးတော့ရှိခုံးသက်ဆောင်လေးပေးလိုက်ပြစီ။အော်အခုနေကိုချင်းရန်ကုန်ဖြစ်စီမှာပါလေ။ကျွန်တော်ကရန်ကုန်ရှိရညွှန်ပြလိုက်တော့အခါဖွားမိသည်တပန်နွမ်းတထဲကိုတင်၍ ရန်ကုန်မောင်ထွန်းမောင်ရှိရာဘက်သို့ယူသည်လီမြစွာလဲ၍ဥသုံးကျင်းချကအကိုကြီးကိုဥသုံးကျင်းကရော့လိုက်ပါတယ်ဆို၍ဥသုံးကျင်းချလဲဤထိုအခါကလေးမဤမျက်ရည်တို့သည်ကြာပြန်လဲဤကျွန်တော်ဒီခြေလေးလေးပြင်ထွက်ခဲ့ရာဖားမေတို့မောင်နှမသည်ကျွန်တော်ဤလွဲကိုယူဆောင်၍လှည့်စိတ်အထီးပို့ကြ၏လှည့်သည်တအီးနှင့်လိန်သွားရာ ဖားမေတို့မောင်နှမသည်မျက်နှာငငယ်ဖြင့်ငေးမြော်၍ကြံရီတရှာလေသည်ကျွန်တော်ဒီထုံမအခန်းသို့ဝင်ခဲ့၏ထုံမကအလိုမင်းပြန်လာ၏လား မင်းဖျားခုခဲ့ရမျှဝေပါအောင်ကွယ်မတော်ပါနဲ့ကွယ်ငါမှအမျှဝေစရာကြကြနနာတခုမှမပါခဲ့ပါဘူးမျက်နှာငငယ်နေပြောသည်ဟေးမင်းအကြောင်းတွေငါကြားခဲ့တိခဲ့ပြီမင်းကုတော် evidence ထွမြတ်တာပဲငါအမျှဝေစမ်းပါတငယ်ချင်းရင်လာအင်းဖျားရောက်တဲ့လူကလမ်းကပြန်လာတဲ့လူအမျှဝေခိုင်းလာကွယ်မင်းကလည်းယူကြောင်ကြောင်နဲ့ငါမယူဘူးငါတကယ်ပြောနေတာငါဟာကြိတ်ချိုးဆိုတဲ့စီဒီနားတော်ရောက်ခဲ့တာမှန်တယ် ို့ပေမဲ့မင်းကတော့တမန်တမုဒ္ဒရာဖရာအစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်။ဒါကြောင့်ငါ့အမြဝေပါကွယ်။ဟေးမင်းစားကလေးပါလေအကြည်ဘူးသားမဟုတ်လား။ငါကအမြဝေမှာမင်းရနိုင်မှာမဟုတ်ဘူး။မင်းဝမ်းမြောက်ပြီးကိုဘတာကိုတာတို့ခွန်နိုင်လောက်ကုလို့ရတာပဲကွယ်အဲ့ဒါငါတည်တယ်ဘာဖြစ်ဖြစ်မင်းပါဇံမုတ်ဆိုပြီးတော့ပေးထားအောင်ငါကြားရှင်းတယ်ငါတာတို့ခေါ်ရှင်းတယ်စင်စင်ရှင်လက်လေလုံမနေပါနဲ့ကွယ်ငါကြီးညွလွန်းလို့ပါမင်းပါဇံနဲ့အမြဝေဆန်းပါဂိုင်းဒါဖြစ်လေအမြဆိုတာ အဖို့ပါကဆိုလိုတယ်ငါကတော့အဖို့ရဖွဲ့လုံးဝနေငါကုသူတွေအကုန်လုံးဟုံးပဲပေးပါရဲ့ဗျာအကုန်လုံးယူပါလေလောထိုအခါကျွန်တော်ဒီတာရုလေးလေးနက်နက်ခေါ်ပြီးမှမင်းကငါကျေးဇူးတင်တာတခုရှိသေးတယ်ဗာလဲမင်းကငါ့ကိုဖျားဖူးနီးနီးကောင်းနီးမွန်တခုတင်ပေးတဲ့အတွက်ပေါ့မတ်ချက်ဤဝိထုတွင်ဖျားကြီးညိုနီး၌မောဒဘာသာကိုအရင်တည်ပြားခြင်းမှာမြန်မာနိုင်ငံတွင်များသောအပြင်ကိုးကွယ်သောဘာသာကြီးဖြစ်၍ပုံစံအနေဖြင့်သာပြခြင်းဖြစ်သည် အခြားဘာသာဝင်တို့အတွက်ကသဘောတရားမျှတယူရန်ဖြစ်၏20ရာစု အမျိုးသားပညာဝန်ဥဖို့ကြာကျွန်တော်တို့ရဲ့အသံဇာတ်လမ်းလေးကိုအစအနေအဆုံးထိလိုက်ပါနာထောင်ပေးရတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်